ကတိရွှေချန်နယ်လေးကပြန်လဲကြိုဆိုပါဗျာနော်နေဘာလို့ပြောချင်လဲဆိုတော့ဟိုတနေ့อ่ะဗောနော်ကျွန်တော်ပြောလိုက်တာဗောနော်ကျွန်တော်ပြောလိုက်တဲ့ဟာဘာအောင်ဆိုတော့ဟိုစစ်ပြင်းမိမပြောတာစစ်တပ်ကဒီလိုဖြစ်နေတာလားဆိုတော့အဲအောင်ပါလဲကျွန်တော်လာလာပြောကြရတာဟိုမနှင်းပြောထားတယ်မနှင်းပြောထားရောကျွန်တော်လည်းမသိဘူးပဲဘာတော့မသိဘူးကျွန်တော်ကတိုင်းလည်းမကြည့်ပြဘူးဗောနော်မကြည့်ပြတဲ့ဟာကြတော့မသိဘူးဗောနော်မသိတော့ ဘာတော့ဘာတော့ပေါ့နော်အခုကြာနော်ဟိုကျွန်တော်ဗီဒီယိုတင်နေပြတော့တော့မှတင်နေပေါ့နော်အာမရဲထုတ်မျိုးသားပါတော့မျိုးသားရေးလာပါမသိဘူးနော်ကျွန်တော်ကျွန်တော်အလောက်တိုင်းမှတ်တာမဟုတ်တော့မသိဘူးနော်ဒါ sorry အဲ့တော့အမအဲ့မှာတင်ထားတယ်ပေါ့နော်တင်ထားတယ်ဆိုတာဟိုမနင်းမနင်းတင်တာပေါ့နော်မနင်းတင်တာမျိုးသမီးတို့ပြောထားတာပေါ့နော်သူရှင်းပြထားတာပေါ့နော်စစ်တပ်ထဲမှာပဲဟိုတင်းပေါ့နော် အဲတော့ကျွန်တော်ကဒါတာသူချင်းပြတဲ့အရာကိုကျွန်တော်ဖွင့်ပြမှာပေါ့နော်အဲတော့ကျွန်တော်ကမေးလိုက်တာပေါ့နော်ဒီလိုတကယ်ဖြစ်နေရလားဘောင်းစင်ပြင်းပြမပြောတဲ့အရာနော်ဟိုစီကန်နေရှိုးပေါက်ပြုတ်နေတဲ့အရာဒါပေမဲ့တော့ပြောတာဟိုတချို့အရာတချို့အရာမှာအသေးအတိုင်းပေါ့နော်ကျွန်တော်လည်းသိပါရောနော်တချို့အရာကြီးသိပါတယ်ဟိုသူတို့ကတစ်ဖက်မှာရောက်နေတဲ့အတွက်ဒီလိုပုံရိပ်ပြောပြရတာပေါ့နော်ပုံရိပ်ပြောပြရတယ်ပြောပြရတဲ့ဟာမှာကျွန်တော်က ဟိုထက်ထက်ဝင်ဝင်နေရတဲ့လူကပိုတည်တာပေါ့နော်ဒီ tailing တွေကိုပိုတည်တယ်နော်အကြောကျွန်တော်တို့ engineer ဆို engineer ကကျွန်တော်တို့လုပ်နေတဲ့ construction မှာဆိုကျွန်တော်တို့ဘာတွေရောညာတွေရောကျွန်တော်တို့တိကျသိတယ်နော်တန်ဆိုတန်အစား original လား china လားအဲ့မှာနော်ဘာမာလားဘာညာပေါ့နော်အဲ့မှာပြောင်းလဲသွားတဲ့အရာတွေပေါ်မှာအများကြီးတချို့ကြီးကျတော့အတိအမှကြီးလိုက်ရင်တော့တန်မယ်ငါမဲ့အဲထဲမှာခန္ဓာဝင်ကြီးกว่าတယ်နော်ခန္ဓာဝင်ကြီးกว่าတယ် တော့တကယ်အတူစစ်တွေလည်းရှိတယ်ပုံစံကြည့်ပြီးတော့ခွဲလို့မရတဲ့အရာမျိုးတွေရှိရယ်နော်အဲ့အဲ့လိုမျိုးတွေရှိရဲ့ရမှာအကြတော့ကျွန်တော်ကလည်းတတိကြကြသိကျင်တဲ့အတွက်အဲ့ဒီဟောင်းမေးလိုက်တာပေါ့နော်ကျွန်တော်မေးနေပြီးလိုက်တော့ဒီမှာတယောက်ကဟိုပြောပြထားတယ်ပေါ့ဗျာပြောပြထားတယ်ဆိုတာချက်နားထောင်ကြည့်မယ်ပေါ့နော်တစ်ချက်နားထောင်ကြည့်မယ်ကျွန်တော်ကျွန်တော်ကဟိုဒီလိုကြီးဖြည့်လိမ့်မယ်လို့တောင်ပြန်ကွန်မန်ပဲမှတ်မယ်ထင်တာဘယ်သူကဗီဒီယိုပါရိုက်ထားဆိုတော့တစ်ချက်နားထောင်ကြည့်လိုက်မယ်ပေါ့နော်သူပြထားတဲ့ဟာ အဲ့တော့ပြီးတော့မှသူ့နာမည်ပဲပြောမယ်ပါပြောသူများကြီးပြောတော့မနင်းပြောတာပဲကျွန်တော်ကတော့တကယ်မသိလို့နော်တကယ်မသိလို့အကြတော့သူပြောတဲ့အထဲမှာသူနာမည်သုံးသွားရင်တော့ကျွန်တော်ဗီဒီယိုပြင်ဒီအောင်ပြန်သုံးတတ်မှာဖြစ်တဲ့အတွက်နော်အကြမ်းမပြောရအောင်ပါဘောနော်အခုသူပြောတာတွေကဘာလို့တော့မသိဘူးကျွန်တော်တစ်ချက်နားထောင်ကြည့်လိုက်မယ်နော်ဟိုကီစီကီစီ channel ပေါ့ဟိုရဲထုတ်အမျိုးသားရေးဝါးကြီးဆိုတော့ အဲ့ဒီအကောင့်မှာတင်ထားတဲ့အကိုကမနေ့ဆယ်ရက်နေ့တင်ထားတဲ့ဟာလေးလေအဲ့ဒါကိုနှင်းကဒီဘက်ကအမ်ပါရမီဖြည့်ဘက်တည်းရဲ့ကိုစားပေါ့နော်ပါရမီဖြည့်ဘက်ရဲမေတွေရဲ့ကိုစားမခံနိုင်လို့နည်းနည်းတော့ပြန်ပြောပေးမယ်အကိုလည်းတည်ကျင်နေရဆိုတော့နှင်းကတော့တေချာပြောပြအောင်မယ် အဲ့ဒီရဲမေတင်သွားတယ်မလား KNU ဗိုလ်ချုပ်တွေကဗာဗိုလ်မှူးတွေကခေါင်းဆောင်တွေကသူ့သမီးတွေကိုမစော်ကားဘူးပေါ့တက်ထဲမှာဝါရဖြတ်ထားတယ်ခါမှမရှိပါဘူးရှင့်တက်ထဲမှာတပုံတွေကနင်တို့ကိုစော်ကားလိမ့်မယ်နင်တို့တော်တဲ့ဟိုမသွားနဲ့လို့ဘယ်တော့မှမပြောဘူးပါဘူးပြီးတော့တရေးဘူကြီးအိမ်ကားပေါ့နော်တရေဘူကြီးကပေါ့ရဲမေတွေကိုစော်ကားတယ်စစ်တက်ဆိုတာလေအတိုင်းဝိုင်းအဖွဲကြီးနဲ့အကြီးကြီးနဲ့ဟို ဖွဲ့စည်းပြီးနေထိုင်နေကြတာเนาะအဲ့တော့တရေးဘူးကြီးတယောက်တည်းရှိတာမဟုတ်ပါဘူးတရေးဘူးကြီးအပေါ်မှာဒူးတက်မှုတက်မှုအဲ့လိုအဆုံရှိရေပေါ့နောက်တက်မှုတို့တက်ရင်မှုတို့အဲ့လိုကြည်ရင်ကြည်သလိုသေးရင်သေးလို့အများကြီးရှိပါသေးတယ်ရှင့်အဲ့တော့ကိုယ့်ဟာကိုယ်စစ်ပြေးပြေးချင်တာပြေးပါပြေးပြီးတော့ CDN ဆိုတာစစ်တပ်မှာမရှိပါဘူးတက်ပြေးပဲရှိပါတယ်တက်ပြေးနဲ့ထုတ်ပယ်ပေါ့နော်အော်သူက အစကလေးอ่ะတဲ့ तू อ่ะတဲ့ PDF တွေကိုအားပေးပြီးစစ်တက်တယ် तू တစ္ဆာဖောက်တဲ့လူပေါ့ तू อ่ะတကယ်တမ်းဆို तू တစ္ဆာဖောက်တဲ့မိန်းမပေါ့အဲ तू อ่ะသူ့ယောက်ျားကိုပြေးခိုင်းချင်နေတာတဲ့အခု तू ယောက်ျားပြေးသွားကလေးอ่ะ9ယောက်ရှိတေးကြပါတယ်တက်ထဲမှာအကျွေးပက်လေဝိုင်းပြီးတော့ တက်ထဲမှာအကျွေးပတ်လေဝိုင်းပြီးတော့စောက်တော့မကြတဲ့ရဲမီဆိုတာတေးကြပါတယ်ရှင့်ကျွန်တော်စီကံပြီးဝပြီးတော့ပါရမီဖြစ်ဖက်အစ်စ်တီကကိုယောက်ျားဒုက္ခရောက်မဲ့ပြီးဆိုတဲ့ဇလံမျိုးဘယ်တော့မှမပြောပါဘူးပြီးတော့အရာရှိတွေဖက်ကနာလို့ပြောတာမဟုတ်ပါဘူးအဲ့လိုတက်ရေးပူကြီးတွေကပေါ့ဟိုရဲမေတွေကိုအဲ့လိုစော်ကားမော်ကားတယ်ဆိုတာလေတက်ဒီမှာမရှိပါဘူးရှင်နည်းနည်းလေးထိရင်တောင်မှအခုခေတ်အနေထားကိုသိတယ်မလား တခုခုလေးလုပ်ရင်တောင်မှချက်ချင်းသိပါတယ်ရှင်ပြီးရင်အခုခွင့်ရေးအပြည့်အဝရှိပါတယ်ဒါပါလုပ်တယ်ဆိုရင်ဒါပါမှာကြိုက်တာတင်ပြလို့ရပါတယ်ရှင်အရင်ခက်တွေတော့မဟုတ်ဘူးရှင်အဲ့ဒီမိန်းမရှောက်ပြောနေတာ KNU တွေကအုတ်ချုပ်ရေးကောင်းနေပေါ့စစ်တက်ကမကောင်းပြီးရှိသေးတယ်ရှိသေးတယ်မောင်မောင်ပြောတယ်ဟာလေစစ်တက်ကအရက်တောက်ခွင့်မရှိဘူးဆက်လိုက်တောက်ခွင့်မရှိဘူးဒါအရေးရှင်စစ်တက်ကအခွင့်အရေးအပြည့်အဝပေးပြီးတာစီကန်းရှိဖို့လိုတာမတထောင်သားသမီးတွေ ဖြစ်တဲ့အတွက်စီးနဲ့ကန်းနဲ့မှမအုပ်ချုပ်ရင်ဘယ်ရမလဲအဲ့တော့အကိုညီမလေးပြောပြမယ်အဲ့ဒီရဲမေပြောတာတလုံးမှမမှန်ပါဘူးစီဒီအရလောက်တာကောင်းတယ်ဆိုရင်လည်းလုံးဝမဟုတ်ပါဘူးစစ်ပြေးကစစ်ပြေးပဲလीနော်ကဲဒါဒါကျွန်တော်သိကျင်တာပေါ့နော်ကျွန်တော်သိကျင်တယ်ဆိုလို့ကျွန်တော်ကလည်းမေးလိုက်တာပေါ့ကျွန်တော်မေးလိုက်တယ်ဆိုတော့ comment လောက်နဲ့ပဲဖြေမယ်ထင်တာပေါ့နော်အဲ့တော့အကုန်လုံးပြောနေနှစ်ယောက်သုံးယောက်ရှိတယ်တော့ကျွန်တော် မနှင်းပြည်တာမနှင်းပြည်တာဆိုတော့သူ့နာမည်ကမနှင်းပေါ့နော်မနှင်းနဲ့ပြီးတော့ကျွန်တော်ကျွန်တော်မသိဘူးကျွန်တော်မသိဘူးဆိုတော့ကျွန်တော်ကအကုန်လုံးလည်းပြောတာပြီးသားကျွန်တော်တစ်ခါလေး line ပေါ်တက်တယ်တက်ပြီးသွားလို့ရှင်ကျွန်တော်ကခဏပဲဒိုင်ဒိုင်ဒိုင်ကြည့်လိုက်တယ်ကိုကိုစာဝတ်နေရည်ကလည်းကိုရှာဖွေနေရသေးတယ်ကိုစာဝတ်နေရည်ကလည်းပြန်ကိုရှာဖွေနေရသေးတယ်ဖြစ်တော့ကျွန်တော်တို့ကအဲ့လောက်ကြီးအချိန်မပေးနိုင်ဘူးပြနော်အချိန်မပေးနိုင်တဲ့အတွက်ကျွန်တော်အဲ့ဒါအဲ့ရတရားပြောနေတာ အပြန်ပြောရအပြန်ပြောရဆိုကျွန်တော်မသိဘူးလေအခုချက်မှဒီနေ့ချက်မှကြည်လိုက်တော့မှအမှတွေ့လို့ဩဩဒါပါလားပေါ့နော်ပရမမကြည့်မိပါဘူးဇတ်တို့တက်လာတဲ့အချိန်မှာကီစီ channel ဆိုရရောကီစီ channel လို့ဘယ်သူများကြည့်လဲပေါ့နော်အမှမှကျွန်တော်ကဝင်ကြည့်ဝင်လိုက်တော့မှဩဒါဒါကိုပြောနေတာဟုတ်လို့ဆိုတော့မှအဲ့တော့ဟိုတချို့အရာကြီးကျွန်တော်လည်းသိပါတယ်တချို့အရာကြီးလည်းသိပါတယ်ဆိုတော့ ချို့လူတွေသိပါတယ်နော်ကေစီရောကေစီရောဒါပေမဲ့ကျွန်တော်ကကိုမပိုင်နိုင်တဲ့ work ကိုကိုမပိုင်နိုင်တဲ့အရာကိုပြောတဲ့ဖြစ်မဆိုလို့ပေါ့နော်အဲကြောင့်မလို့ကျွန်တော်ကဟိုတီးတဲ့လူတွေဖြီးပါဖြီးပါဖြီးပါဆိုတော့ကျွန်တော်ကွန်မန်းပါပါနော်ဟိုပြောခိုင်းလိုက်တာပေါ့နော်အကြတော့ဒါမှလည်းသိမှာဗျာ ကျွန်တော်ပြောကြည့်ဆိုရင်အမင်းကစေမှုထမ်းမှုလို့လားဘာတွေဖြစ်လို့လဲညာဖြစ်လို့ဒါမျိုးတွေလာမှာပေါ့နော်အကျတော့ဒီအခုလိုစေကြောင်းတီးတဲ့လူတွေကပြောလိုက်တဲ့အခါကျတော့ဘုသူဒ္ဒလည်းရမယ်အတိတခုလည်းရမယ်တကယ်တွားနေတဲ့တခုပေါ်မှာလည်းဖြည့်ရှင်းပြီးသားဖြစ်မယ်ပေါ့နော်အကျတော့ဟိုကျွတ်ရတော့ပြောမှာပေါ့100%ကောင်းနေလားဆိုတော့အဲ့ဒါကြောင့်ကေတီကလက်မခံဘူး100%ကတော့မဖြစ်နိုင် နော်ဘာလို့တော့အများအားဖြင့်ပြောတယ်ကြွက်ရှိရတော့ယုံပါပဲကြွက်ရှိရတော့ယုံပါပဲဆိုတော့ကျွန်တော်ကိုယ်တိုင်နည်းကြုံဘူးတဲ့ချေကျွန်တော် ARD တိုင်းမှာတာဝန်ထမ်းဆောင်သွားဆိုနော်ကျွန်တော်ရန်ကုန်နဲ့နော် ARD နဲ့အဆက်မှာဆိုလို့ချင်းကျွန်တော်တွေ့ဘူးတာရှိရဲ့တွေ့ဘူးတာရှိရဲ့ဒါပေမဲ့ခင်ဗျာသူ့ဘန်းသူ့ဘလောက်မူးနေနေခင်ဗျာဒရီစွဲပြီးတော့ထားထားရင်အဲ့ဒရီကိုမဖြုတ်ရဘူးအဲ့ဒါတော့ခင်ဗျာနော်အဲ့ဒါတော့ကျွန်တော်နည်းတော့လေးစားသွားတာပေါ့နော် သူ့အပြစ်ပေးတဲ့အနေနဲ့သတိသွားပြီးတော့ရက်ခိုင်းတာခင်ဗျမလုပ်ဘူးတကယ်မလုပ်ဘူးအဲ့ဒါတော့နော်အဲ့တော့ချို့ရချို့ရမှာဟိုဒီလိုတွေပေါ့နော်ဂျာဗာဖြည့်ချင်းနဲ့လည်းပြောတင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့သူတို့တွေကကျွန်တော်ပြောဆွမ်းနာပြောတဲ့ဟိုတဲ့ပေါ့နော်ဟိုဒါသူတို့ဆိုထဲထဲဝင်ဝင်တည်ရည်ရယ်ပေါ့နော်ကျွန်တော်ဟိုဘက်ကလည်းပြောမှာပဲပြောမှာပဲဆိုတော့ site wide ထည့်မှာပဲ site wide ထည့်တဲ့အောင်ဒီဘက်ကကောင်တာပြန်မလိုက်ဘူးဆိုလို့ချင်းအော်ဒီလိုကြီးလား ဒီလိုကြီးလက်ဖြစ်သွားမှာအဲတော့ဒီလိုဖြည့်ရှင်းလိုက်တဲ့အခါကျတော့မဖြစ်သွားမှုတော့ all ဒီလိုလည်းရှိတယ်ဒီလိုလည်းရှိတယ်ဟုတ်ပြီသူတို့အပြစ်မလုပ်ဘူးလားလုပ်တယ်ကျွန်တော်တကယ်ချင်းအောင်ပြောတာဟောကျွန်တော်တကယ်ချင်းစစ်စေးမြတ်သူတို့ဟိုရင်းတော့အဲညဘက်ထွက်ရင် ground တင်းခံတယ်အဲကောင်ဆိုပြောတာဆယ်ကောင်လောက်တုံးခံတယ်ထွက်တယ်မထွက်ဘူးပြောတာမဟုတ်ရှိတယ်ဒါပေမဲ့အခုချိန်ကျတော့သူတို့ထွက်ပါလို့ပြောတော့ထွက်လာမထွက်တော့ဘူးเนาะကျွန်တော်ငငယ်တော့ဆိုကျွန်တော်တို့လို့ချင်းဗျာ ရေသွားသွားရှိုးတယ်ရေခိုးရှိုးတာကျွန်တော်ကနော်ရေသွားခိုးရှိုးတယ်သွားခိုးရှိုးရင်မိဘရေရိုက်တယ်အရိုက်လဲကျွန်တော်တို့ကသွားခိုးရှိုးတယ်ဘာလို့တော့တငယ်ချင်းတွေနဲ့ရေကူးကျင်တာလေကိုတင်အောင်မသိဘူးကိုရဲ့ဘေးအန္တရာယ်မသိဘူးမိဘရေတီးတော့စိုးရိမ်ပြီးတော့ရိုက်တယ်ဒါမဲ့တော်တော်ခိုးရှိုးအခုချိန်ကျွန်တော်တို့လာပြောမယ်ပတ်စံပေးပြီးသွားကူးပါဆိုတော့မကူးဘူးဗျာဘာလို့တော့ကိုကဒီမှာ မြင်ဝိုင်းငါရဲ့အန်ဒီရဲ့ငါအသက်သေသွားနိုင်တယ်ဝဲတဲ့ပါသွားနိုင်တယ်ပြုနိုင်တယ်နော်အောက်မှာတင်းကုတ်တွေရှိရင်ထိုးမိနိုင်တယ်ကိုယ့်အန်ဒီရဲ့ကိုယ်တီသွားရတဲ့အချိန်မှာကျွန်တော်တို့အဲ့ဒါမလုပ်တော့ဘူးနော်အဲ့ကြတော့သီကံရှိုးပေါ့ရင်ရှိုးပေါ့တဲ့ဟာပေါ်မှာဘာလို့စီးနဲ့ဘောင်နဲ့ကနားနဲ့ယူတာမင်းဒီသီကံရှိုးပေါ့ရင်ဒီဟာဖြစ်မယ်ဒီဟာလို့ရင်ဒီဟာဖြစ်မယ်ဆိုတာသူတို့မှရှိပြီးသားနော်ရှိပြီးသား ဒါပေမဲ့တချို့အားကြီးကတော့ချွင်းချက်ပေါ့နော်တချို့အားကြီးကချွင်းချက်ဒါလည်းကျွန်တော်ခင်ဗျားတို့သိမှာပဲချွင်းချက်ဆိုတော့သိမှာပဲချွင်းချက်ဆိုတော့သိမှာပဲအကြတော့ကျွန်တော်တို့ကဖြစ်သိနေတာပေါ့ဆိုတခုခုလေးဆိုလို့ရှင်ဘယ်အရာပဲဖြစ်နေတော့ပြောဒီအောင်ကကျွန်တော် KC ပြောခိုင်းတာမဟုတ်နော်ခင်ဗျားတို့မှားနေတဲ့အရာကြီးပြောဝန်ထမ်းတွေမှားနေလားမှားနေပြောလုပ်ပုံကိုင်းကိုလူကြီးတွေမှားနေလားမှားနေပြောဒီပြောရတဲ့အရာဖြစ်လာဖို့ကျွန်တော်ကပြောပေးတာနော်အကြတော့အားလုံးရှင်းသုံးပြတာ ဘာမှကြောက်ကြရမလို့အေးကိုကအမှားမလုပ်တော့အမှားလုပ်ထားတဲ့လူရှိရဆိုပြောပြောဒါမဲ့စီးနဲ့ဘောင်နဲ့ကနာနဲ့တော့ပြောပေါ့ဗျာစီးနဲ့စီးမဲ့ကမ်းမဲ့လှုပ်လိုက်တယ်ဆိုရင်တော့အဲ့ဒီရဲ့ကိုစီးမဲ့ကမ်းမဲ့လှုပ်ရဲ့အဖြစ်ကိုကိုခံရမှာပဲနော်ဟိုတနေ့ရသူကစီပြဿနာတဲ့နော်ကိုဥရီနဲ့ဘာနဲ့နော်လူကြီးတွေနဲ့ချင်းကြည့်တယ်မရဝဲဆိုကျွန်တော်ပြောပြကျွန်တော်မှနောက်ထပ် plan တခုထပ်ထားတာပြီးတော့ နော်အဲ့ကြောင့်မလို့ကျွန်တော်အရွန်ပြောတယ်ဒါမဲ့ကျွန်တော်ဖြည့်ရှင်းလိုက်တယ်ဖြည့်ရှင်းလိုက်တယ်မင်းလဲလျှော့ငါလဲလျှော့ပဲနော်မင်းလက်တင်းငါလက်တင်းဆိုကေစီကပြောပြကြလိမ့်မယ်တနည်းနည်းသုံးနည်းပြောက်သွားမယ်ဆိုတော့ကေစီတို့ကပလန်ပါလာပြီးကြကျွန်တော်တို့ကပြောပြလုံးအခုလုတ်တယ်ဆိုကျွန်တော်ကပလန် ABCD ငါဘယ်လောက်ထိဖြစ်သွားနိုင်လဲဆိုတော့လည်းကျွန်တော်တို့တွေးပြအစိုးလည်းတွေးထားသလိုအကောင်လည်းတွေးထားတယ်ကျွန်တော်တို့ကအကောင်တချို့ရအကောင်ကြီးကြီးပဲတွေးထားတာအစိုးကိုမတွေးဘူးကျွန်တော်တို့ကအစိုးရအကောင်တခါတည်းတွေးထားပြီးကြ နော်သူ့ဘက်ကဘာဖြစ်လာမလို့ဘာဖြစ်လာမဲ့ပုံမှာ plan a b c d ကျွန်တော်တို့ကအဲ့လိုသွားတာအကြောင်းမလို့ချို့အရာကြီးချို့အရာကြီးမှာမှားနေတယ်နီးလမ်းမကြအောင်ဆိုလို့ချင်းဒါဒီတစ်ခုကနေစပြီးတော့ကျွန်တော်တို့သိရမှာနော်မှားနေတယ်ပြုတ်နေတယ်ဟိလို့ပြောပါကောင်းတာပြန်တိုက်ပါကောင်းတာပြန်လိုက်ပါဘယ်အရာပဲဖြစ်တော့ကျွန်တော်တို့ကဘယ်ကဏ္ဍပဲဖြစ်ဖြစ်အဲ့လိုဖြစ်တော့မှအဲ့ဒီအရာကျွန်တော်ပြောတာဒီမိုကရေစီကမင်းအမြင်ကို ထွက်ပြောရသလိုငားရဲ့အမြင်လည်းမဲနားထောင်ပြရမယ်ရှင်းရှင်းလေးနားထောင်ပြရမယ်လက်ခဏလက်ခဏနောက်မှ discuss လုပ်မယ်မင်းအမြင်ကိုမင်းပြောပြီးဟုတ်ပြီငားရဲ့အမြင်ကိုလည်းမင်းနားထောင်ပြရမယ်ဘာလို့ तू ပြောတော့ကိုနားထောင်ကိုပြောတော့လည်း तू နားထောင်ပြရမယ်ပြီးတော့မှ discuss ငါတို့ဘယ်လိုလုပ်ကြမလို့ဖြစ်ရမှာနော်အဲ့တော့တချို့ရတချို့ရမှာဒီဟာနဲ့ကနေပြီးတော့ကျွန်တော်တို့နော်အဲ့လိုကိုကျွမ်းကျင်တဲ့ပိုင်နိုင်တဲ့ကဏ္ဍတွေကဏ္ဍတွေနဲ့တိုးပြီးရေးတော့လမ်းပြပြီးပါ လမ်းပြပေးကြပါနော်အကြောင်းအခုကတော့ तू ကဗီဒီယိုကြီးနဲ့ပါလှုပ်ထားတော့ကျွန်တော်လည်းပြန်နားထောင်ရင်းနဲ့တခါလဲနော်အကြောင်းတော့အားလုံးမြင်သားပဲနော်ကျွန်တော်ပြောတာမြင်သားတဲ့အရာတစ်ခုကိုကျွန်တော်ပြောပြပြီးတာနော်နော်အကြောင်းတော့အားလုံးပဲချို့ရချို့ရမှာကောင်းတာလေးပြန်ရှိဖို့လိုတယ်သဘောထားအကွဲလွဲခွင့်ရှိတယ်အမြင်ရှုတော့မတူတာရတယ်မြင်ရှုတော့မတူဘူးသဘောထားအကွဲလွဲ gas ကွာဟနေဦးစီ နော်လက်ခံပြီးရမယ်နားထောင်ပြီးရမယ်ဒီစကတ်လုံနိုင်ရမယ်ရှင်းရှင်းလေးပဲနော်